ဘကိုးတိုင်းဒေသကြီးပြည်ခိုင်ပေါင်းတဲ့မြို့နယ်ရွာပလဲအုပ်စုရေဆဲကြီးရွာနေအုပ်ချုပ်မှုဦးဝင်းမြင့်ကိုတဲ့ရွေးကောက်ပွဲမှာအတက်တရောပါဝင်လှုပ်ဆောင်နေပေါ့နော်ဒါပြင်စစ်မှုတန်းတွေစူဆောင်းပေးတယ်ဆိုတဲ့ကိစ္စတွေလှုပ်ဆောင်နေတဲ့အတွက်သူတို့ကလောက်ကျန်တက်ဖြတ်ခဲ့ပါတယ်ဆိုတော့ဝန်ခံထားပါတယ်လောက်ကျန်တက်ဖြတ်လိုက်တဲ့အဖွဲ့ကတော့အန်ယူဂျီရဲ့ view ဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ရက်တဲ့တရင်တက်ခွဲ၅ကပီတက်တွေကအုတ်ချွေမှုရဲ့နေအိမ်ထိသွားရောက်ပြီးတော့ပြစ်ခတ်လောက်ကျန်ခဲ့တာဖြစ်ပါတယ် ။အုတ်ချွေမူဟာဆိုရင်ပြစ်ခတ်ခံရတဲ့ဌာနကြောင့်နေရာမှာပဲပွဲချင်းပြီးသိဆုံးခဲ့ရပါတယ်ရှင်။ပြီးရောက်မယ်ဆိုတော့ပေါင်းတဲ့ပြည်တဲ့တည်းကရန်ကစီးပြတ်သွားခဲ့ပါပြီ။သူတို့ရန်ကစီးပြတ်တယ်ဆိုတော့လေဒီလိုမျိုးဖြစ်ရတဲ့ကနေတက်တေပြလိုက်တာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုတေချာပေါက်နှောက်ရက်ဖြက်စီးမှာပါ။ဒါပြင်အကြမ်းဖက်မှုတွေကျူးလွန်ပြီးတော့အုတ်ချွေမူတွေကိုတတ်ဖြတ်တာတွေကိုဇက်တိုက်လုံးဆောင်မယ်။ရွေးကောက်ပွဲမှာပါဝင်လာတဲ့လူတွေကိုလည်းပြည်သူတွေကိုလည်းပေါ့နော်။ နှိပ်စက်မှုတွေအကြမ်းဖက်မှုတွေဇက်တိုက်လုံးဆောင်မှာဆိုတာသိကြပါတယ်။လာမယ်။ဒါကြောင့်အများကြီးတော့မပြောချင်တော့ဘူးပေါ့နော်။ဒီပေါင်းတဲ့ PDF တွေကရန်ငါစီးပြတ်သွားပြီဖြစ်တဲ့အတွက်သူကျမ်းပတ်သမားတွေကိုနှိမ်နေရမယ့်သူတွေကလည်းရန်ငါစီးပြတ်ဖို့လိုပါတယ်။အခုဆိုရင်ကျွန်မနိုင်ငံမှာ PDF တွေအချို့လက်နက်ချပြီးတော့အလင်းဝင်နေပေါ့နော်။လနဲ့ချအလင်းဝင်ပြန်နောက်မှာဆိုရင်သူတို့အရင်ကလုတ်ခဲ့တဲ့ပြစ်မှုတွေကိုပြန်လဲဖော်ထုတ်ပြီးရေးယူတာမျိုးရှိလားမရှိလားကျွန်တော်တို့မသိရအောင်ရှင့်။ညနေကလဲပတ်နိုင်အောင်အတွက်အဓိကဟုတ်လား ထောက်တာဖြင့်ကြားကန်ပြီးတော့လုံပေးနေတာနံပါတ်1ဒီအုတ်ကြီးတွေအဲ့တော့အုတ်ကြီးတွေကိုတွေ့ရတင်းတိုင်းဒါမဆိုင်မဲနဲ့ပြစ်တာကပီရီယက်အလွန်းလားပီရီယက်ကအချမ်းပတ်သမားလားအာမင်ဒီအုတ်ကြီးတွေကိုတွေ့ရတင်းတိုင်းဒါမဆိုင်ဒီလိုမျိုးရှင်းပြစ်တာဟာအချမ်းပတ်တယ်ဆိုလို့ရှိရင်လက်ရှိတိုင်းပြည်ကိုခေတ်ဆက်ဆက်အုပ်ချုပ်လာတဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့အချမ်းပတ်မှုတွေကအဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုပြောမလဲ ဘလို့ဘလို့နီးလန်းမျိုးနဲ့ပြင်ရှင်းမလဲအဲ့ဒါတွေကြားလို့ရှင်းเนาะအဲ့တော့ PDF တွေကလည်းဟုတ်လားဒီစစ်တဲ့ရဲ့ထောက်တိုင်းတွေဖြစ်တဲ့เนาะအုတ်ချိုရေးမှုတွေတရင်ပေးတွေအခုဒီဆိုလို့ရှိရင်လည်းဟုတ်လားစစ်တပ်ကိုဝါရပြန့်ပေးနေတဲ့အောင်မင်းတို့လိုကျော်မျိုးမင်းတို့လိုကျော်စုတွေလိုဟုတ်လားစနိုက်ပါစုတို့လိုဒါတွေကလည်းစစ်တပ်ရဲ့ထောက်တိုင်းတွေပဲအာမင်စစ်မှုထမ်းမလား ဒေါ်လာရေးမှာပါဝင်မလားရွေးချယ်စရာနှစ်ခုတည်းကခမည်းတော်တစ်ခုကိုပြက်ပြက်သားသားရွေးချယ်ဖို့အချိန်ရောက်ပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်ဒုံစံတိုင်းပဲဗီဒီယိုဖိုင်အပိုင်းအစားလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့နော်တယန်ဇာတာဂျင်းစာဒေါက်တာခင်မောင်ညိုရဲ့ဗီဒီယိုဖိုင်ကိုပဲ အရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်နော်စစ်လင်းရင်ဝဲတယ်ဆိုတာတဲ့ဘာလို့ဖို့လဲခင်ဗျားတို့သိတာပဲစစ်တိုက်ဖို့ပဲမဟုတ်ဘူးလားဒါကျွန်တော်လည်းသိတာပေါ့စစ်လင်းရင်ကစစ်တိုက်ပဲဒါဟုတ်ဘာလို့မေးเสียရရှိလဲအကျွန်တော်မေးเสียရတခုတော့ရှိတယ်ဗျာလို့ကျွန်တော်မပြောရဲလို့ဟာကျွန်တော်ကြောက်လဲကြောက်တတ်တော့ဒီပေါ်ကနေတစ်ခါတည်းကြတော့ပြောတယ်ကျွန်တော်မေးเสียရတော့ရှိတယ်လို့စစ်လေရင်ကစစ်တိုက်ဖို့ဆိုရင် စစ်ပညာသင်တာဘာဖြစ်လို့လွတ်တော်တဲ့ရောက်လာလဲလို့ကိစ္စတခုရှိလို့ထောက်ခံစားသွားယူယူလုတ်ပေးကြတာပဲဒါပေမဲ့တခါလေကြတော့မလုတ်ပေးတာရှိတယ်နော်အကြာကြီးပတ်ဆို့ဆိုရင်အကြာကြီးဖြစ်နေတယ်ဟာဆရာလုတ်ပါအောင်ဆိုရင်ဆရာလုတ်ပါအောင်ဆိုရင်မရလို့ပါကွာမရလို့ပါကွာလုတ်ပါအောင်ဆိုမရလို့ပါကွာဆိုတာ ဟုတ်လားအိမ်ကြတော့ပြန်ပြောချင်မရလို့ပါကွာဆိုတော့မင်းကလည်းတော်တော်အားတယ်မရအောင်ဆိုတာရအောင်ပေးလိုက်ပါတဲ့အဲ့တော့မရဘူးဆိုတဲ့ဟာကရသွားရင်လုတ်ပေးရကျွန်တော်တော်တော်အင်တာနက်မှာဖိုင်အောင်မှတ်တမ်းပါရေးတာလဲမှတ်တမ်းပါရေးတာလဲအိုင်ဂျင်းလားရိုင်ဂျင်းလားမသိဘူးเนาะအိုင်ဂျင်းလားပါချင်းလားမသိဘူးဟမ်တယောက်တို့လာစီ ရင်ရင်လို့ရင်ရင်လို့မြားမိုးရွာစီဖြင်ဖြင်လို့ဖြင်ဖြင်လို့နော်ဘုမာသာလူတွေရှိပါတယ်ဖတ်ဖူးတော့ဟုတ်တယ်ဟုတ်လားနော်ကျွန်တော်အစဆုံးတော့မရပါဘူးတိုက်တို့လာသည်ရင်ရင်လို့ရင်ရင်လို့မြားမိုးရွာစီဖြင်ဖြင်လို့ဖြင်ဖြင်လို့အင်တာနက်ထံမှာရေးတာတော့အောက်ကတယောက်ကလက်ဆော့ရေးတာကရှိသေးတယ်စိန်ကိုယူစီကြင်ကြင်လို့ကြင်ကြင်လို့လေ ော်တို့ကထမ်းငွေရောင်းတယ်ကျွန်းသိရောင်းတယ်ရေနံရောင်းတယ်ရေနံတော့သိမရောင်းရပါဘူးကြောက်တံမရများရောင်းတယ်ဓာတ်ငွေရောင်းတာပဲဒေါ်လာသန်း3000တော့ရကျွန်းသိတို့ကြောက်တံမရများတော့သန်း100ကျော်ရတာဒီပတ်စံနေနဲ့အစိုးရကရက်တီလို့ရအစိုးရပြည်သူထောက်ခံเสียရလားမလို့ထောက်ပံ့เสียရလားမလို့အာနာကတီမြဲရင်ကျွန်တော်တို့တိုင်းပြည်ဟာတယံဇာတတွေနဲ့ ရက်တည်နိုင်တဲ့အစိုးရရှိနိုင်တယ်ဆိုတော့အာနာရှင်အစိုးရပြစ်ပေါင်းများစွာတည်ထောင်ခဲ့ပါတယ်လုံးရတဲ့10နှစ်လောက်ကမှဒီစကားကကောင်းကောင်းမပေါ်လာဘူး။တယံသာတကျင်သာဆိုတာတချို့တိုင်းပြည်ရားတဲ့။တယံသာတရှိလေလေဒုက္ခရောက်လေလေဒုက္ခရောက် အထူးဖြစ်ယေနန်ရှိတဲ့ကူဝိတ်တို့အီရတ်တို့အခုအီရန်တို့နိုင်ဂျီးရီးယားတို့ဒီနိုင်ငံတွေဟာဆင်းရဲအတ္တိဒုက္ခရောက်ဘုမာပြည်လို့တယံဇာတပေါ်ကျွယ်သွားတဲ့နိုင်ငံဟာလည်းမချမ်းသာဘူးနိုင်ဂျီးရီးယားကိုနှိုင်းရှင်လို့ပြောတယ် နှုတ်ဝေမှာလဲရင်နံထွက်တယ်သဘာဝတန်ွေထွက်တယ်အများကြီးထွက်တယ်နိုင်ကြီးတွေရမှာလဲရင်နံထွက်တယ်သဘာဝတန်ွေထွက်တယ်အများကြီးထွက်တယ်နှစ်နိုင်ငံလုံးကရောင်းစားနိုင်တဲ့အခြေအနေရှိတယ်ဒါပေမဲ့နှုတ်ဝေတိုင်းပြအပေါ်ရောက်သွားတယ်အဆင့်အမှန်မြင့်တယ်ခင်ဗျားတို့အားလုံးဒီနိုင်ကြီးတွေကအောက်မှာရှိတယ်ဘာဖြစ်လို့လဲရှာလိုက်တော့ န်စာတာဂျင်စာနော်ဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်အွန်လိုင်းရဲ့ပိုင်ဆိုင်မှုပေါ့သူသားရဲ့ပိုင်ဆိုင်မှုသူသမီးရဲ့ပိုင်ဆိုင်မှုသူရဲ့ပိုင်ဆိုင်မှုဟာအတတော်ကြီးကိုများပါတယ်နော်တတော်ကြီးကိုများပါတယ်စစ်စေးမင်းမြန်းခွင့်နဲ့ရှိနေပါတယ်နော်စစ်စေးမင်းမြန်းမှုတွေလောက်ရမယ်တိုင်းတာလည်းရှိတယ်ဒီအကိုရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော် စစ်မှုထမ်းမလားဒေါ်လာရေးမှာပါဝင်မလားရွေးချယ်စရာနှစ်ခုတည်းကခမည်းတော်တစ်ခုကိုပြက်ပြက်သားသားရွေးချယ်ဖို့အချိန်ရောက်ပြီဖြစ်ပါတယ်ဒီနိုင်ငံမှာရှိတဲ့အသက်၁၈နှစ်ပြည့်ပြီးသားလူငယ်တိုင်းဟာအာနာရှင်စနစ်ဆိုးကြီးကိုမကြိုက်ဘူးဆိုရင်လေတော်လာရေးမှာပြက်သားစွာရက်တီပါဝင်ဖို့ခြေကြပြီ ဒေါ်လာရေးကိုအယုံကြည်မရှိဘူးဆိုရင်လေစစ်ကောင်မရှင်တက်ကထုတ်ပြန်ထားတဲ့ဆက်ရှင်နဲ့ပြည်ပြီးသူတိုင်းစစ်မှုမထမ်းမနေရဥပဒေကိုလိုက်နာဖို့လိုအပ်တယ်။စစ်မှုလည်းမထမ်းချင်ဘူး။ဒေါ်လာရေးလည်းမလုပ်ချင်ဘူး။ဒီနိုင်ငံမှာရှိတဲ့လူအများစုကအချောင်းနဲ့အချောင်းစားပဲကြိုက်တယ်။ပေးဆက်မှုမရှိဘဲနဲ့ခံစားခွင့်လိုချင်တယ်။စစ်မှုလည်းမထမ်းချင်ဘူး။ဒေါ်လာရေးလည်းမလုပ်ချင်ဘူးဆိုတော့ဘာဖြစ်တယ်လဲ။မိဘတွေကတာသမီတွေကို နိုင်ငံခြားကိုတရားဝင်နေရောတရားမဝင်နေနေရောပို့ကြတယ်တရားဝင်နေနဲ့ပို့ရအောင်ကျွန်တော်တို့စစ်ကော်မရှင်တပ်ကအသက်ဆက်ရှင်နဲ့ပြေးပေးသားလူငယ်တိုင်းကိုတရားဝင်ခွင့်ပေးသလားမပေးဘူးမပေးတော့ဘာဖြစ်လဲကျွန်တော်တို့တရားမဝင်နေနေလနဲ့နိုင်ငံခြားကိုထွက်ခွာကြတယ်ပို့ကြတယ်သူများနိုင်ငံတိုင်းတစ်ပါးမှာရောရောက်သွားတဲ့အခါမှာရောအဆင်ပြေသလားအဆင်ပြေတဲ့လူကနေနေပဲနော်အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ပြီးတော့ လုံးဝအဆင်မပြေတဲ့အဆုံးမှာအဖမ်းခံရပြီးတော့စစ်ကောင်မရှင်တက်စီကိုပြန်လွှဲခံရတယ်အဲ့ဒီမှာမဖြစ်သွားတယ်လေစစ်မှုပြန်ထမ်းရတာပေါ့စစ်သားလုပ်ပေါ့နော်ဒီချိန်မှာကျွန်တော်တို့ကပြက်ပြက်တန်းတန်းနဲ့ရွေးချယ်ရမယ့်အချိန်ရောက်ပြီရှောင်ပြေးရမယ့်အချိန်မဟုတ်တော့ဘူးအားလေဒီနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့နောင်နောင်သားတွေခလေးတငယ်တွေရဲ့အနာဂတ်တွေအေးချမ်းตายာလှပဖို့ဒေါ်လာရင်းနဲ့ အာနာရှင်အားပြိုင်နေတဲ့ကာလမှာခမရတို့တစ်ဖက်ဖက်မှာယက်တည်ပါတော်လာရေးကိုယုံကြည်မရှိဘူးဆိုရင်လေစစ်ကောင်မရှင်တက်ထဲမှာစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ထားတဲ့အတွက်စစ်မှုထမ်းပါအာမထမ်းရင်တော့စစ်တပ်ကပေါ်တာဆွဲမှာပဲဒါတို့တို့ပြစ်မဟုတ်ဘူးတို့တို့ဥပဒေထုတ်ပြန်ထားတယ်လေခမရတို့စစ်မှုမထမ်းရင်ပေါ်တာဆွဲမယ်အိမ်ထဲကိုဇုတ်ဝင်ဖမ်းရင်ဖမ်းမယ်ဒါဟာဥပဒေရတို့တို့ထုတ်ပြန်ထားတဲ့ဥပဒေရတို့ကလုံးပါပဲအင်း ဲ့ဒါမျိုးတွေအလုံးမခံနိုင်ဘူးဆိုရင်လေစစ်တပ်ကိုအယုံကြည်မရှိဘူးဆိုရင်လေတော်လန်ရေးမှာပြက်ပြက်သားသားနဲ့ပူပေါင်းပါဝင်ရက်တည်ပါအိမ်မှာရှိတဲ့မိမိသားသမီးကြတော့သေမာကြောက်တယ်အနာဂတ်တွေပျောက်မှာကြောက်တယ်ဒါဆိုရင်နောင်လာမဲ့ကလေးတငယ်တွေတော်လန်ရေးလုပ်နေတဲ့လူငယ်တွေအတွက်ကိုအနာဂတ်တွေမရှိဘူးလားအသက်တော်ကြီးမရှိဘူးလားနှမျိုးအပြိုင်နေတယ်တမျိုးကိုပြက်သားစွာရွေးချယ်ပါ ဲ့တော့တော်လာရင်နေပြည်မှာရှိနေတဲ့လူငယ်တွေအနေနဲ့လဲတော်လာရင်မှာလက်နက်ကိုင်ပြီးတော့တိုက်ပွဲမဝင်နိုင်ဘူးဆိုရင်လေမိမိတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ထောက်ပို့ပွဲဖြစ်ဖြစ်ဂေဒရေးပဲဖြစ်ဖြစ်ပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်နိုင်ငံမှာရှိတဲ့လူငယ်အများစုလူအများစုကစစ်ကောင်မရှင်တက်တယ်အပြစ်ပြောတာဆိုမဟုတ်ဘူးတော်လိုင်းလုံးနေတဲ့သူတွေလည်းအပြစ်မြင်တာပဲ။ဘာလို့လို့ဒီနိုင်ငံမှာရှိတဲ့လူအများစုဟာ မကောင်းမြင်တဲ့အစိတ်ပဲဖြစ်နေကြတယ်အဲ့ဒါကြီးလည်းပြင်ဆင်ဖို့လိုအပ်တယ်အဲ့တော့ဒီတော်လိုင်းနိုင်ငံမှာရှိတဲ့လူငယ်တွေအနေနဲ့ကလည်းတော်လိုင်းရင်းမှာထဲထဲဝင်ပါဝင်ချဖို့လိုအပ်ပြီးနော်အဲ့တော့အကြောင်းမျိုးကြောင့်အနားယူနေတဲ့ရဲဘော်တွေရောအပါဝင်ပေါ့အားလုံးတော်လာရင်မှပြန်လည်ပြီးတော့ပါဝင်ကြပါတော်တယ်မှာအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်လေကျွန်တော်တို့စက်ကွန်မရှင်တက်ဟာနော်အနာရှင်စက်တက်ဟာထိုးစစ်ဆင်ပြီးတော့ပြန်လည်သိမ်းယူပြီးသွားပြန်လည်သိမ်းယူပြီးသွားတဲ့အချိန်မှာအဲ့ဒီနေမြေမှာရှိတဲ့ လူငယ်တွေဟာအသက်ခံမလားအဖမ်းခံမလားစစ်မှုထမ်းမလားခင်ဗျားတို့တခုခုရွေးချယ်ရမှာပဲရွေးချယ်ရမှာနော်အသာနေရင်တော့ခင်ဗျားတို့အားလုံးအသေးနာကြလိမ့်မယ်ဒီဒေါ်လာရေးမှာမပါဝင်သေးတဲ့ပြည်သူအချို့ကိုလည်းထပ်ပြီးတော့အသိပေးချင်ပါတယ်ခင်ဗျားတို့ပါဝင်သည်ဖြစ်စီမပါဝင်တော့သည်ဖြစ်စီဒီဒေါ်လာရေးဟာရက်တော့မှာမဟုတ်ပါဘူး အာနာရှင်စနစ်စိုးကြီးရှိနေသမျှကာလပတ်လုံးလက်နက်ကင်ဒေါ်လာနေတဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေဟာဆက်ပြီးတော့ရှိနေအောင်မှာဖြစ်ပါတယ်။ဒါပဲ။ဒီဒေါ်လာရေးကြီးမပြီးဆုံးသေး၍ဒီနိုင်ငံဟာဘယ်သောခါမှအေးချမ်းတာယာပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာစေရအကြောင်းမရှိပါဘူး။ဒါကြောင့်ပြက်ပြက်သားသားနဲ့အာနာရှင်စနစ်စိုးကြီးအောက်မှာနေထိုင်မလား?ခမည်းတော်ယုံထွက်မလားဆိုတာ ဆုံးဖြတ်ရမယ့်အခြေရောက်ပြီလို့ပဲပြောချင်ပါတယ်အားလုံးပဲဘေးကင်းကျန်းမာချမ်းသာကြပါစေဗျာ Okay TV တော်ဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဘရမဆောင်တဲ့အနေနဲ့ပေါင်းတယ်ပီတက်တွေလှုပ်သွားတဲ့လှုပ်ဆောင်ချက်လေးပေါ့နော်ဒါလေးကျွန်မပြောပြချင်ပါတယ်။အုတ်ချွေမှုတူအုပ်ကိုရွေးကောက်ပွဲအတွက်အားတက်တယ်ရလိုက်လံလှုပ်ဆောင်ပါတယ်ဆိုပြီးတော့ပီတက်တွေကတက်ဖြတ်သွားခဲ့ပါတယ်။ပေါင်းတယ်ပီတက်တွေပါရှင်တော်တော်ဆောင်းကြွနေပါတယ်။ကိုတိုင်းဒေသကြီးကပေါင်းတယ်ပီတက်တွေကဆိုရင်အုတ်ချွေမှုတယောက်ကို တက်ဖြတ်တဲ့ကိစ္စလုံးဆောင်ခဲ့ပါတယ်ပြီးရခါမှာဆိုသူတို့ဖွဲ့ဝင်ခံတယ်ပေါ့နော်ဘလို့ဝင်ခံလဲဆိုတော့မကိုတိုင်းဒေသကြီး PKI ပေါင်းတယ်မြို့နယ်ရွာပလဲအုပ်စုရေစဲကြီးရွာနေအုပ်ချုပ်မှုဦးဝင်းမြင့်ကိုတဲ့ရွေးကောက်ပွဲမှာအတက်တရောပေါင်းဝင်လုံဆောင်နေပေါ့နော်ဒါပြင်စစ်မှုတန်းတွေစုဆောင်ပေးတယ်ဆိုတဲ့ကိစ္စတွေလုံဆောင်နေတဲ့အတွက်သူတို့ကလောက်ချံတက်ဖြတ်ခဲ့ပါတယ်ဆိုတော့ဝန်ခံထားပါတယ်လောက်ချံတက်ဖြတ်လိုက်တဲ့အဖွဲ့ကတော့အန်ယူဂျီရဲ့ view ဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ရက်တက်ရင်တက်ခွဲ9ကပီတက်တွေက အုတ်ချွေမူရဲ့နေအိမ်ထိသွားရောက်ပြီးတော့ပြစ်ခတ်လုံးကြံခဲ့တာဖြစ်ပါတယ်။အုတ်ချွေမူကဆိုရင်ပြစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့်နေရာမှာပဲပွဲချင်းပြီးသိမ်းဆုံးခဲ့ရပါတယ်ရှင်။ပြီးတော့မစနောပေါင်းတဲ့ပြည်တဲ့တရားရန်ငါစီးပြတ်သွားခဲ့ပါပြီ။သူတို့ရန်ငါစီးပြတ်တယ်ဆိုတော့လေဒီလိုမျိုးဖြစ်ရတဲ့နေ့တက်တေပြလိုက်တာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုတေချာပေါက်နှောက်ရက်ဖြစ်စီးမှာပါ။ဒါပြင်အကြမ်းဖက်မှုတွေကျူးလွန်ပြီးတော့အုတ်ချွေမူတွေကိုတတ်ဖြတ်တာတွေကိုဇက်တိုက်လုံးဆောင်မယ်။ရွေးကောက်ပွဲမှာပါဝင်လာတဲ့လူတွေကိုလည်းပြည်သူတွေကိုလည်းပေါ့နော်။ နှိပ်စက်မှုတွေအကြမ်းဖက်မှုတွေဇက်တိုက်လုံးဆောင်မှာဆိုတာသိကြပါတယ်။လာမယ်။ဒါကြောင့်အများကြီးတော့မပြောချင်တော့ဘူးပေါ့နော်။ဒီပေါင်းတဲ့ PDF တွေကရန်ငါစီးပြတ်သွားပြီဖြစ်တဲ့အတွက်သူအကြမ်းဖက်သမားတွေကိုနှိမ်နေရမယ့်သူတွေကလည်းရန်ငါစီးပြတ်ဖို့လိုပါတယ်။အခုဆိုရင်ကျွန်တော်နိုင်ငံမှာ PDF တွေအချို့လက်နက်ချပြီးတော့လင်းဝင်နေပေါ့နော်။လက်နက်ချလင်းဝင်ပြီးရောက်မှဆိုရင်သူတို့အရင်ကလုပ်ခဲ့တဲ့ပြစ်မှုတွေကိုပြန်လည်ဖော်ထုတ်ပြီးရေးယူတာမျိုးရှိလားမရှိလားကျွန်တော်တော့မသိရအောင်ရှင့်။ကျမောင်းနိုင်ငံမှာတည့်ရတိုင်းမှာပဲ PDF တွေအခြေအနေမဟန်လက်နက်ချပြီးလင်းဝင်နေဆိုတော့ခေါင်းစဉ်အောက်ကိုသွားကြတာပေါ့နော် သူတို့အလဲမဝင်ခင်မှာဒီလိုမျိုးရက်ဆက်ရုပ်မာတဲ့အမှုတွေကျူးလွန်ခဲ့တာဆိုရင်ဒီလိုအမှုတွေအတွက်တရားမျှတမှုဘယ်သူကပေးမှာလဲရှင့်อืมပါပါပါအခုဆိုအုတ်ချွေမှုတက်ဖြတ်သွားတယ်ဒီပီတက်တွေတစ်ချိန်ချင်းမှာအလဲဝင်မလာပါဘူးလို့ဘယ်သူကအမှတ်ခံမှာလဲအလဲဝင်လာရရောအုတ်ချွေမှုတက်ဖြတ်သွားခဲ့တဲ့အဖြစ်ကိုဘယ်သူကကိုစားကြခံပေးမှာလဲဒီလူသက်မှုတော့ကိုဘယ်သူကအဖြစ်ခံယူပေးမှာလဲရှင့်ပါပါကြီးကျမတို့ပြည်သူတွေကပတ်ပေါင်းစုံဖယံကြည့်ကြည့်နှစ်နာလှပါတယ် လက်နက်တွေကင်ကြတယ်အကြမ်းဖက်ကြတယ်ပြည်သူဒုက္ခတွေပေးကြတယ်ပြည်သူတို့ပါဇက်ကပြောတတ်တယ်တရားမျှတမှုအတွက်ငါတို့နိုင်ငံလွတ်လပ်ဖို့အတွက်ဆန္ဒရှင်အောက်ကနေရုံးထွက်နိုင်ဖို့အတွက်ဆိုတဲ့ခေါင်းစဉ်တွေနဲ့လှုံ့ဆော်ကြတယ်ပြီးလို့ရှိရင်သူတို့တတ်ဖြတ်တာကြည်လိုက်ပြည်သူတွေပဲရွေးပြီးတတ်ဖြတ်တာပြောရမယ်ဆိုဒီဖြစ်စဉ်မှာတက်မတော်သားနဲ့ပြည်ထဲကဒေသမှုထက်စားရင်နနကိုင်းတဲ့အဖွဲ့လေးပေါ့နော်အဲ့ဒီအဖွဲ့လေးရဲ့သိဆုံးမှုထက်ဆိုင်ပြည်သူတွေသိဆုံးမှုကပို့ပြီးတော့များနေတယ်လို့ပဲရှင်။မများအောင်ဆိုတာမှအရေးတော့ကအတူတူလောက်ရှိရဲ့။ပြည်သူမှာဘာပညာရှိလို့လဲရှင်။ ိုင်ငံတော်မှာလွတ်ဆောင်အောင်မယ့်ကိစ္စတွေလိုက်ပါဖော်ဆောင်တာဘာဖြစ်များရှိလို့လဲရှင့်အချက်မူတွေဟာဆိုလဲဒီလိုပါပဲစစ်မှုတန်းအတွက်ကိုလူကောက်ရတယ်လူသစ်စုဆောင်ရတယ်ဒါဟာနိုင်ငံတော်ရဲ့လုံဆောင်ချက်တွေပါသူတို့မှာဘာပြစ်မှာမရှိပါဘူးရှင့်ရှင်းတင်းနေစစ်မှုတန်းအတွက်ကိုလိုက်ပါဖော်ဆောင်လို့အပြစ်ပေးခြင်းလဲဆိုရင်ပီတက်တွေကျွန်တော်ပြောချင်တာပေါ့နော်ဒီစစ်မှုတန်းဥပဒေကိုအတီးပြုတ်လိုက်တဲ့ပုံကိုတွေကိုသွားပြီးတော့အနေနဲ့ပြုတ်အောင်ကြိုးစားကြည့်လေအာမင်အဲ့လိုကြတော့အဆွမ်းဆမရှိဘူးမဟုတ်လားမြေပြင်မှာရှိရဲ့လက်နက်မဲ့တဲ့အုပ်ချုပ်မှုတွေကိုပဲတတ်ဖြတ်နေကြတာက တရေဘောကြောင့်လည်းလုပ်ရတည်ပါနော်ပြောပြောဆိုတော့တတိရှိရဆိုနက်နက်ကင်အချင်းချင်းပဲခြကြပါလားရှင့်ပြည်သူတွေကောင်းစင်မျိုးတက်ပြီးတက်ဖြတ်တာမလုပ်ပါနဲ့ဒါဟာစံပတ်မှုတွေပါပဲအားနဲ့တွေးလဲနော်ဘာမှအဖြစ်မရှိတဲ့ပြည်သူတွေကလေးတွေအပေါ်မှာလေရင်နဲ့ပုံကျဲတာဟောအဲ့ချိန်မှာခမည်းပါစားတယ်မှာမင်းတော်ခိုင်းရဲ့ဘောကဆိုးအလုံးလားမသိဘူးနော်သူအနိုင်ကျင့်တာပါပဲကိုယ်တိုင်ကပြည်သူတွေကအားနဲ့နေလို့ရက်တည်မဲဆိုပြီးတော့ဖြစ်လာတဲ့ကိုယ့်ကိုခံယူထားတဲ့အဖွဲမဟုတ်လားပြည်သူတွေကိုကယ်တင်မဲဆို တကယ်လည်းလှုပ်ဆောင်ချက်တွေကကြတော့ပြည်သူတွေကိုတတ်ဖြတ်နေတာပဲဆိုရင်လက်နက်ကင်ပြီးတော့ပြည်သူတွေလိန်ရန်တွေတူတူပဲလေကျမပြောတာဟုတ်တယ်မလားကျမအနေနဲ့ကတော့တခုခုဆိုပြည်သူတွေကိုမနစ်နာစေချင်တာပါလက်နက်ကင်ကြတယ်တိုက်ခိုက်ကြတယ်ဆိုတော့ကိုယ်ယူဆနဲ့ကိုပေါ့နော်ရပါတယ်တိုက်ခိုက်ပါဒါပေမဲ့လက်နက်ကင်အချင်းချင်းပဲတိုက်ခိုက်ကြပါဝိတန်းတူမှထိုးလို့ကောင်းတာလေဝိတန်းမတူတဲ့သူကိုထိုးတယ်ဆိုတာနိုင်ကျင်တာပါပဲရှင်အနိုင်ကျင်တဲ့မျိုးပါလေဒါလေးကိုစင်ကြင်ကြဖို့တော့ပါ အထွေမှုတွေနေနေရတယ်ကိုယ့်ရဲ့ရက်ရွာမှာလုံခြုံရေးကိုထုတ်ပြပြပါရှင်ဒီလိုမျိုးလုံခြုံတပ်ပြမှုတွေမှာအထွေမှုတွေအများဆုံးခံရပါတယ်အထွေမှုတွေဖြစ်လာတဲ့အခါမှာဆိုရင်လည်းတတော်ကိုရှင်းဆိုင်ရတဲ့အရာအများရယ်ပေါ့နော်ဒီကြားထဲမှာမှ အချို့တော့ဆုံးပြူအထွေမှုတွေကလည်းစစ်မှုတန်းနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံတာလည်းလုပ်တဲ့အတွက်တကယ်လို့ကိုတေချာလုပ်တဲ့အထွေမှုတွေမှာနစ်နာပါတယ်ဒီကြားကလုံခြုံတပ်ဖြတ်တာခံရတဲ့အချိန်ကျတော့အပြစ်ရှိရှိရှိမရှိရှိအထွေမှုဖြစ်တယ်ဆိုတာနဲ့တပ်ဖြတ်ခံရရောဒါဟာမကောင်းတဲ့အခြေအနေတစ်ခုပါရှင့် ဒါကြောင့်သတိပြုစင်ကြံနိုင်မှုအတွက်ကျွန်မတင်ဆက်ပေးတာပါ။ဗီဒက်တွေလည်းအပြစ်မရှိတဲ့လက်လက်မဲ့တဲ့အုပ်ချုပ်မှုတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေမှအတူတူတတိတွေများရှိရဲဆိုရင်မြမတက်မလို့ရဲ့တက်တွေရှိကိုဝယ်သွားပြီးတော့ရင်းဆိုင်တိုက်ခိုက်ကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းလိုက်ပါရစေရှင်။ကျွန်တော်အမြင်ကိုပြောရရင်နော်အဲ့ဒီဘောင်းတီဘောင်းတယ်ပြည်သူတွေကတော့ဝမ်းသာမှာပဲနော်။အဲ့တော့ပြည်သူကိုဒုက္ခပေးနော်။ပိုက်ဆံကောက်မင်းအောင်ချမ်းရဲ့ top ပေါ်မင်းအောင်ချမ်းရဲ့ top တိုင်းရှင်းကိုရှင်းရမှာပဲ အရှင်းမခံချင်နော်စိုးစိုးစီစီနှုတ်ထွက်ကြပါအဲ့ဥကြီးရှင်ကိုရှင်းရမှာပဲသူတို့ကနော်မင်းအောင်ဆိုင်အတွက်ဂျီတူစီစုပေးတယ်ပြီးရင်စားစရာမရှိတဲ့ဂျီတူရီရှင်မှာပိုက်ဆံကောက်တယ်သူတို့ကိုရှင်းကိုရှင်းရမယ်နောက်မှာကတော့နော် PDF တွေလွန်တလားဆိုတဲ့ဘိုးချိုကြီးရဲ့ဗီဒီယိုဖိုင်ကိုဆက်နားတော့ကြည့်လိုက်ရအောင်နော် ခင်ဗျာလေပတ်နိုင်အောင်အတွက်အဓိကဟုတ်လားတောက်တိုင်ပြီးကြားကန်ပြီးတော့လုံပေးနေတာနံပါတ်1ဒီအုတ်ကြီးတွေအဲ့တော့အုတ်ကြီးတွေကိုတွေ့ရတင်းတိုင်းဒါမဆိုင်မင်းနဲ့ပြစ်တာကပီရီယက်အလွန်းလားပီရီယက်ကအကျံပတ်သမားလားအာမင်ဒီအုတ်ကြီးတွေကိုတွေ့ရတင်းတိုင်းဒါမဆိုင်ဒီလိုမျိုးရှင်းပြတာဟာအကျံပတ်တယ်ဆိုလို့ရှိရင်လက်ရှိတိုင်းပြည်ကိုခေတ်ဆက်ဆက်အုတ်ချုပ်လာတဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့အကျံပတ်မှုတွေက အဲ့ဒါတွေကိုကြာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဘယ်လိုဘယ်လိုနီးလန်းမျိုးနဲ့ဖြည့်ရှင်းမလဲအဲ့ဒါတွေကြာလို့ရှင်နော်အဲ့တော့ PDF တွေကလည်းဟုတ်လားဒီစစ်တဲ့ရဲ့ထောက်တိုင်တွေဖြစ်တဲ့နော်အုတ်ချိုရေးမှုတွေတရင်ပေတွေအခုဒီဆိုလို့ရှိရင်လည်းဟုတ်လားစစ်တပ်ကိုဝါရပြန့်ပေးနေတဲ့အောင်မင်းတို့လိုကျော်မျိုးမင်းတို့လိုကျော်စုတွေလိုဟုတ်လားစနိုက်ပါစုတို့လိုဒါတွေကလည်းစစ်တပ်ရဲ့ထောက်တိုင်တွေပဲအာ ဲအဲ့တော့အာနာတို့မဲ့တခုမှာခင်ဗျားဒီစစ်တဲ့ကြီးကိုခင်ဗျားလက်နဲ့လက်နဲ့ချင်းဟုတ်လားမစ်ဆိုင်မစ်ဆိုင်နဲ့ရှင်ပြီးတော့လေးလေးကြီးဘုံမချဲနိုင်တဲ့အချိန်မှာအလွယ်တကူရတဲ့အခု drone တွေရှိလာတဲ့ drone တွေနဲ့ဘုံချဲတယ်ဟုတ်တယ်ဗလားအပြီးခင်ဗျားထောက်တိုင်းတွေကိုရှင်းမယ်နော်အော်လက်ပြဘုံနဲ့ခွဲမယ်အပြန်မေးဆွဲမယ်ခင်ဗျားဗျာကျွန်တော်တို့ရဲ့ဒီ online တမိုင်းနေတယ်မှာအားရရရှိတယ်နော် ပြီးရလို့ပါလက်စတိုင်းပါလက်စတိုင်းလွတ်မြောက်ရေးဦးနှင်းအဖွဲ့တွေရှိတယ်ဟုတ်လားဒီမြူးနစ်မှာကမ္ဘာအိုလံပစ်ဦးနှင်းကိုဒီဂျာနီဂျူးတွေကိုဟုတ်လားအစ္စရေးတဲ့ဟာတွေကိုပြန်ပေးဆွဲအရင်ဆုံးသူတို့စပြီးလုပ်ခဲ့ကြတယ်အကြောင်းအရာရှင်းရှင်းလေးပဲလေပါလက်စတိုင်းတွေကဒီအစ္စရေးကိုဒီလိုနီးနဲ့တိုက်ခိုက်လို့မရတဲ့အတွက်သူတို့ဒီလိုမျိုးရွေးချယ်ပြီးတော့စော်ကြတယ်အခုနောက်ပိုင်းဟာမတ်စ်တို့မူဂျာဟစ်ဒင်းတို့တာလီဘန်တို့အေကွာအီရာတို့နော်အဲ့တော့ နှစ်ဖက်စလုံးကလက်နဲ့ကင်ပြီးတော့အာနာလှူကြတဲ့အခါမှာသူနိုင်ဖို့အတွက်ကိုသူနီးလန်းတဲ့ကိုသူရွေးချယ်ပြီးတော့သူလှုပ်ကြတာပဲအဲ့ဒီလိုလှုပ်တဲ့နေရာမှာအဖိတ်အစင်နေဆိုတော့ရှိတာပေါ့ဗျာဟုတ်တယ်မလားအဖိတ်အစင်နေလို့ဆိုတော့ရှိတာပေါ့အဲ့တော့အခု PDF ကစစ်တပ်ကိုချမယ်ဆိုလို့ရှိရင်စစ်တပ်ကိုအခုစော်ရဲဆိုတဲ့နေရာမှာလဲစစ်တပ်ရဲ့အုတ်ချုပ်ရေးချလို့မရအောင်ခြေချလို့မရအောင်အတွက်ကိုလှုပ်တယ်လို့မျိုး နော်စစ်တပ်ကလည်းဒီ period တွေခြေချလို့မြောင်ခြေမြဲလို့မြောင်မြင်းလယ်စနစ်ကိုတုံးတာပဲရွာတွေကိုမီးရှို့တာပဲအခုမှခရီးအောင်မှဆိုလဲဘုံကျဲပြည့်တယ်ကျောင်းဆိုလဲဘုံကျဲတာပဲလောက်တာပဲခြားတာပဲနှစ်ဖက်စလုံးခြားတာပဲအဲ့တော့ခုနကကျွန်တော်ကိုရေးတဲ့ comment ပိုင်ရှင်ခြေနဲ့အောင်ကျွန်တော်ပြောပြတာမျှတရည်လားမသိဘူးကဲနည်းနည်း comment လေးပေးကြည့်ပါဦးကျွန်တော်ပြောတာမျှတရည်လားမသိဘူး ဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ကတဆိတ်ရှိတဆိတ်ရှိဟုတ်လားတိုင်းပြည်တိုင်းပြည်အေဂျင်အောင်ပြောပါဟုတ်လားတိုင်းပြည်အေဂျင်အောင်ပြောပါဟုတ်လားတိုင်းပြည်ငင်းချမ်းအောင်ပြောပါအာကလေးသူငယ်တွေကိုမမြောက်ပေးပါနဲ့မလုပ်ပေးပါနဲ့ဆိုတာဒါတွေကခင်ဗျာတစ်ဖက်သက်စကားတွေဗျာတစ်ဖက်သက်စကားတွေတိုင်းပြည်ကိုငင်းချမ်းဖို့အတွက်နော်သူတို့တွေလှုပ်ခဲလှုပ်လာခဲ့ပြီးွားပြီးနှစ်ပေါင်းများစွာအခုမင်းအောင်လည်းက2021မှာ ။ကြောင်ပေါ်ခမလူမိုက်ဆန်ဆန်ကိုလူဘာဝပြီးတော့ကလင်ကကြစ်လုတ်ပြီးတော့အာနာသိမ့်သွားလား။ဒါပဲ။အာနာသိမ့်သွားလား။အဲ့တော့ period တွေကသူတို့ကိုနိုင်အောင်ချမှာသူတို့ကိုနိုင်အောင်ချမှာအဲနိုင်အောင်ချမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ဟာအရန်ရေးကြီးဆုံးပဲနော်။ဒီဒီကြိမ်ရရေးတော့သူတို့ဒီဒီကြိမ်နိုင်အောင်ချရဲဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက် ဘယ်လက်နဲ့ကင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာနာမသိရအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်နိုင်တဲ့အခါမှာလေဒီနေ့မင်းအောင်နိုင်ကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်ဖွဲ့ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်ကမြမပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင်ဒီကောင်ကိုခုံယုံတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံယုံတင်ပြီးတော့ တရားဥပဒေနဲ့ပြည်တံချမှတ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းကြချက်နဲ့မှစစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းရအောင်အတွက်ကိုကျွန်တော်တို့ကသင်ကန်းစာကောင်းကောင်းကိုပေးရမယ်သင်ကန်းစာသင်ကန်းစာကိုအကြီးပေးရမယ်သင်ကန်းစာကိုမှတ်လောက်သားလောက်ပေးရမယ်အဲ့လိုပေးဖို့အတွက်ကိုကျွန်တော်ထင်တာတော့ PDF ကလုံနေတာပဲဖြစ်တယ်နော်အဲ့တော့ခင်ဗျာသူစစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လား အာသူမှပြစ်ဖို့ဘုံမှုဆိုရင်လည်းခါမောင်နေမှာပြောက်ပါတယ်သဘောထားပေါ့အလွယ်တကူလှုပ်လို့မရဘူးဆိုလို့ရှိရင် သူ့မိသားစုဝင်သူ့မိန်းမတွေသူ့ကလေးတွေရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်းအနာပီရီယက်ကိုလုံတယ်လို့ပြောလို့မရဘူးအချမ်းဘက်သမားလို့ပြောလို့မရဘူးဘာကြောင့်မလို့လဲဆိုအဲ့ဒီဘုံမှုကိုရှင်းလို့မရတဲ့အတွက်သူ့မယားကိုရှင်းတာသူ့မယားကလည်းသူ့သူ့ယောက်ျားကိုထောက်ပံ့နေတာတောက်တိုင်းပဲနော်ပြောရရင်ပီရီယက်စကားနဲ့ပြောရရင်ဒလန်ပေါ့ဗျာနော်အဲ့တော့ ခဏဒီဒီကောက်ကိုမရှင်းမဲနဲ့သူမြားကိုရှင်းလိုက်သူမြားတာဂက်ကလွဲတယ်လေဗျာဟုတ်တယ်ဟုတ်လားရှင်းလိုက်လို့ရှိလို့ရှိရင်ဒီကောက်ကြောက်တာဗောနောက်ကောက်နေကြောက်တာဗောမရားတွေကြောက်လို့ရှိရင်သူ့ယောက်ျားကိုပြောတယ်အမလေးငါ့ကိုနေမိန်မအဖြစ်ပေးပြီးတော့မသိပါနဲ့ဒါပဲသူကစီးကိုကမ့်ပလိုက်တာစီးကိုချားပလိုက်တာရန်ငါစီးကိုဖြတ်ပြီးတော့ကိုအခုက PDF ကစော့တာ နော်အဲ့တော့အဲ့လိုစော်တဲ့ဟာကိုခင်ဗျားတို့လက်ညှိုးထိုးပြီးတော့အကျမ်းဖက်သမားတွေအကျမ်းဖက်သမားတွေပြောလို့မရဘူးဒီလိုအကျမ်းဖက်မှုတွေဖြစ်လာအောင်ဒီလိုလက်နဲ့ကင်ပြီးတော့တိုင်းပြည်မှာတစ်ဖက်နဲ့တစ်ဖက်နော်မဲမဲမြင်ရရှင်းကြတဲ့အနေအထားမျိုးဖြစ်အောင်လုပ်တာကဒီစစ်ဖို့တက်ဟာနော်ကျွန်တော်တော့မျှတလာမသိဘူး PDF ကိုတည်းကိုအကျမ်းမဖက်ဘူးလို့မပြောဘူးနော်အကျမ်းဖက်တယ် သူတို့အကျန်းဖက်ရမယ်လေဟိုဘက်ကစစ်တပ်ကလည်းအကျန်းစစ်တပ်ကိုလည်းသူတို့လည်းအကျန်းဖက်ဒါပေမဲ့စစ်တပ်ကအကျန်းဖက်တာကပြည်သူအများစုဆန္ဒကိုစန့်ကျင်ပြီးတော့ဒါပဲပြည်သူတွေကိုဖိနှိပ်နှိပ်ကုပ်ဖို့နော်ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူပါဝါဖို့အတွက်အကျန်းဖက်တာ ဟိုဘက်ကအကျန်းဖတ်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကို တိုက်ဖြတ်ဖို့အဲ့ဒီမကောင်းဆိုးဝါးစနစ်နေရာကြီးထဲမှာ ပြည်သူအများစုဆန္ဒနဲ့ညီတဲ့ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်ပြခြားစားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်တို့အကျန်းဖတ်နေတယ်ဒါ the means and the ends ဆိုတာရှိတယ်ဟုတ်လားနိုင်ငံရေးမှာဒီမာဦးနေမှာတို့စကားပြောကြတဲ့အခါနော်အဲ့တော့ နီးလဲနေရဒီချိန်မှာတိတ်ပြီးတော့အရေးမကြီးတော့ဟုတ်လားရလက်ကအရေးကြီးတယ်ရလက်ကဘသူပါလုံးနိုင်မလဲ PDF နိုင်လို့ရှင်လို့ရှင်နိုင်ငံကောင်းလာမယ်အာနော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှင်လို့ရှင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့တိုင်းပြည်ကတော့အခုမြောက်ကိုရီးယားလို့ဖြစ်ဖြစ်ကမ္ဘောဒီးယားလို့ဖြစ်ဖြစ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာ နေရပြီတော့ပဲကြားတယ်နော်နေတာအဲ့လိုဖြစ်နေတယ်နော်ဒါကြောင့်မလို့အဲ့ဒီကွန်မန့်လေးကိုကျွန်တော်ကဒီမှာနိုင်ငံရေးနဲ့ဆက်ဆက်ပြီးတော့ဟုတ်လားပြန်ပြီးတော့ဖြည့်ရှင်းလိုက်တာနော်အဲ PDF တွေလွန်သလားဆိုတော့ခေါင်းစဉ်နဲ့နော်